ရုပ်ရည်သွင်ပြန်နောက်ကိုမလိုက်တဲ့အကြောင်းဆုံးမထားတဲ့စကားတွေရှိတယ်။ပညာရှိရှင်သူတော်စင်မှုရုပ်သွင်းရူပမြင်မလှလဲပြင်ကညိုလျက်လွန်နှက်သက်ပွဲကြီးနက်ဥတုအတွင်းဖြူတယ်။ပညာရှိသူတော်ကောင်းတွေကရုပ်ရည်ရူပကအားဖြင့်လှကြမှာလှမယ်။ရုပ်ဆိုးခြင်းလည်းဆိုးနေနိုင်တယ်။ဒါပေမဲ့လို့အတွင်းစိတ်ကဖြူတယ်။အများရဲ့လေးစားနှက်သက်ခြင်းကိုခံကြရတဲ့သူတွေ ယုံမလပင်မဲ့ဂုံတင့်တယ်နေတတ်တယ်ယုံမလပင်မဲ့လောကကောင်းကျိုးကိုဆောင်ရွက်နိုင်ကြတယ်အဲ့ဒီလိုပညာရှိပုဂ္ဂိုလ်မျိုးတွေရှိတဲ့အခါရုပ်ရည်နောက်ကိုမလိုက်ပါနဲ့သူရဲ့အကျင့်သီလနောက်ကိုသာလိုက်ကြပါဤလူတို့ရွာမပြတ်ရာသာတစ္ဆာမန်တိုင်းချင်းကြီးခိုင်က ရွှေဆိုင်မြင့်မို့ယူကံတို့တို့လဲပြူပြီးလဲမပြီထို့သူတီလိမ့်ဖူလိမ့် ီလောကမှာပညာရှိသူတော်ကောင်းတွေဆိုတာကပညာရှိတယ်ဆိုတဲ့ကိုက အမှန်တွေလောက်တတ်ကြတယ်ဒီတော့သူတို့မှာတစ္ဆာတရားတည်မြဲတယ်မှန်သောစကားကိုသာပြောတယ်မမှန်သောစကားမပြောမှန်သောအလုပ်အကျိုးရှိသောအလုပ်ကိုသာလုပ်တယ်မမှန်သောအလုပ်အကျိုးမဲ့အလုပ်တွေကိုမလုပ်တတ်ကြဘူးဒါကြောင့်သူတို့တစ္ဆာဆိုလို့ရတယ်သူတို့နှလုံးသားထဲမှာလည်းတစ္ဆာခိုင်မြဲကြတယ်အဲ့ဒီတစ္ဆာမန်တန်ကြီးကိုခိုင်မြဲစွာစောင့်ထိန်းထားတဲ့အတွက်ကြောင့်မလို့ဒီလိုလူတွေကို မြင့်မော်တောင်ယူကံတော်တောင်ပျော်လဲပြင်တော်မှမပြိပါဘူးတဲ့သူတို့ရဲ့တစ္ဆာတကောကြောင့်တောင်ပြီးခြင်းတောင်မခံရဘဲနဲ့ငโกပကတိအတိုင်းရက်တည်နေနိုင်ကြမဲ့သူတွေရှိတယ်အဲ့လူတွေကဒီလိုလူမျိုးတွေပါပဲလောကကောင်းကျိုးကိုသာအမြဲဖြောင့်ဖြောင့်မတ်မတ်နဲ့မပြောင်းမလဲမသွေးမတိမ်ပဲနဲ့ဆောင်ရွက်မဲ့သူတွေဖြစ်ပါတယ်ရုပ်ရည်နောက်ကိုမလိုက်နဲ့အရေးချင်းနောက်ကိုလိုက် ရုပ်ရည်နောက်ကိုမလိုက်နဲ့အနှစ်သာရနောက်ကိုလိုက်လို့ပညာရှိတွေသုံးမှထားတာရှိပါတယ်။ဒါကြောင့်ကိုပေါင်းတဲ့နဲ့အပေါင်းအသင်းတွေဟာပညာရှိတဲ့သူတွေဖြစ်ဖို့လိုတယ်။စင်ကြင်တော်တရားရှိတဲ့သူတွေဖြစ်ဖို့လိုတယ်။ရုပ်ရည်နောက်ကိုသာလိုက်ပြီးတော့အနှစ်မရှိတဲ့လူပေါက်ပန်းတွေများစွာဝန်းရံနေရင်လေအကျိုးမဲ့တွေသာဖြစ်စေတဲ့အတွက်ကြောင့်ပညာရှိသူတော်ကောင်းများ အပေါင်းအသင်းတွေနဲ့နေရတဲ့အတွက်ကောင်းကျိုးလိုရာပြည့်တဲ့ဘဝကိုပဲပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်။အားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ။